တက်ဤအစွမ်းတကိုးသိတိဆိုတဲ့အကြောင်းကိုပြောခြင်းလည်းပြဒီအကြောင်းကိုကျေးဇူးတော်ရှင်မုံရွာမျိုးလေဒီဆရာတော်ဖျားကြီးစီရင်ရေးသားတဲ့ယောဂထရာဒီပနီကျမ်းမှာကူးယူပူဇော်ခြင်းဖြစ်ပါလေဘလူးတပတ်တို့သည်တဲ့မိမိတို့ကိုယ်ကို လူတို့မမြင်ကွယ်အောင်ကွယ်ဖြောက်နိုင်ကြပေမဲ့ဒုဒ္ဒါလက်နက်လေးများလက်နက်တို့ထိခိုက်ကိုမကာကွယ်နိုင်ကြဘူးတဲ့ ကဲကြောက်ခဲလောက်လေးတည်ပက်လေးတို့ထိခိုက်ကိုလည်းမကောင်းကွယ်နိုင်ကြဘူးလေတနက်အမြောက်အစရှိတဲ့လက်နက်ကြီးတို့ထိခိုက်ကိုတော့စုဖွဲ့ရမရှိတဲ့အဲဒီလိုပဲတဲ့လောကမှာတကိုးရှိတဲ့ဂါရာမန်နီယာစေဝါအင်းဟရဲ့အရှင်ဘွားကိုလည်းမကောင်းကွယ်နိုင်ကြဘူးတဲ့စိတ်မှန်တင်းတင်းနဲ့ပြင်းထန်စွာရွတ်ဖက်တဲ့ပရိတ်ကုံတော်ပါဠိတော်တို့ရဲ့အရှင်ဘွားကိုလည်းမကောင်းကွယ်နိုင်ဘူးတဲ့ပဒါတန်စိန်စေတန်ယံကဒုဋ္ဌဟင်းရိုင်အစရှိတဲ့ဓာတ်စေတို့ကို၎င်း ဒီတဆေးတို့ဤအခိုးအရှင်ကို၎င်းအလွန်ကြောက်ကုန်ဤမိခင်မိတော်မိဘွားအထိခိုက်ကြတဲ့အလွန်ကြောက်ကုန်ဤတဲ့တဟာကျေးဇူးတော်ရှင်မုံရလက်ဒီဆရာတော်ဖရာကြီးဆင်ကြီးတဲ့ယောဂတရဒီပနိဂျမအတိလင်းဖော်ပြထားပါလိမြင်ရတဲ့အန်ဒီရဲ့ထပ်မမြင်ရတဲ့အန်ဒီရဲ့ကပိုကြောက်ဖို့ကောင်းပါလိယုံကြည်တတိရှိတဲ့သူများထက်မယုံကြည်ပော့သွန်တဲ့သူတွေကိုနှိမ့်ဆက်ညှဉ်းပန်းတက်ဖြတ်ဖို့မိစ္ဆာတွေဖို့ပုံမလွယ်ဘူးပါလိမ့် တဘာဝရိုက်ကျန်းတဲ့ရှိသေးတဲ့တက်တထုများကပဲမိษာများရံမှာကာကွယ်ပေးနိုင်စွမ်းရှိတဲ့ဆိုရင်တော့အဂိယပညာနဲ့စင်ကြယ်အစွမ်းရှိသိတိဝင်အောင်စီရင်ထားတဲ့တက်သားတလုံးဆိုရင်တော့စိုးပွဲရမရှိတော့ပါဘူးအလွန်အစွမ်းတက်လို့မိษာတရားကိုကာကွယ်ရုံနဲ့မကနှိမ်နှင်းချေမှုလို့ပဲရနိုင်ပါတယ်ယောဂန္ဒရာဒိပနီကျမ်းမှာဖော်ပြထားတာမိစ္ဆာတွေဖို့လက်နက်စေဝါတက်ခိုးတွေထိခိုက်မှုမှာ နာလောက်အောင်ထိခိုက်ရင်နာကုန်ဤသေလောက်အောင်ထိခိုက်ရင်သေကုန်ဤတဲ့မိမိကိုယ်ကိုအနေရကင်းအောင်ကြိုတင်ပြစေအကာအကွယ်ပြုထားခြင်းဟာပညာရှိရလည်းရောက်ပါလေမိမိမှာအမေးအယောအပေါ်အစများရှိပေမဲ့တလုံးကောင်းအဆောင်ကောင်းအစီရင်ကောင်းကြောင့်အန္တရာယ်ကင်းနိုင်ပါလေဘေးကင်းနိုင်တယ်လူဟာအမြဲတမ်းကံကောင်းမနေနိုင်ပါဘူးအမြဲတမ်းလည်းတတိရှိရှိဂိူးဒဇိုင်မနေနိုင်ပါဘူး မိမိစာတာညှုံးလွှဲခြင်းမှာမိမိတတိအမေအယောအပေါ်အစာရှိခြင်းမှာ အကာအကွယ်ကောင်းတွေကြိုတင်ပြုလုပ်ထားပါကဘေးဆိုးတွေတမရောပါလုတ်ခင်နိုင်ပါလေမိုးရွာတဲ့ထီးပါတဲ့သူနဲ့မပါတဲ့သူလို့ကွာပါလေဒါအပြင်ဓာတ်နဲ့ပတ်သက်ပြီးဘုသူဒ္ဓဖြစ်ဖွယ်ရာကတော့လူတူဟာရှေးဖုံးရှေးကံပင်နည်းညာတော်လေဉာဏ်ဝရိယစွမ်းရှိလာ၍ရတာရင်သာဆင်းမြို့နဲ့မိမိရဲ့ရူပကာယခန္ဓာကိုယုတ်ပြောင်းပြီးတော့တက်ဆွမ်းနိုင်ပါရဲ့ တရားတမ်းမှာပဲတရားမက တထောင်မက နေရတဲ့သဘောနည်းအမှန်ဖြစ်ပါလိမ့်။ဆရာတော်ဘုရားဟာဟန်းငယ်ဘွားမှာကျမ်းမာရေးချုပ်တဲ့တဲ့။ငါရဲ့ဟန်းငယ်ဘွားကအလွန်ချူချာတယ်။အဲ့ဒီမှာထူးဆန်းတဲ့ဘုန်းကြီးတစ်ပါးကပြားရင်လည်းရောပြီးနည်းနည်းစီဖုံးပြီးဆိုပြီးတော့စေးပြနိုင်ငယ်ဆုံးတဲ့။ဒါပေမဲ့ငါကတခါတည်းနဲ့ကိုယ်အောင်ဖုံးပြီးလိုက်တဲ့အတွက်တကူလုံးပူလောင်ပြီးတညာလုံးဝမ်းနေသွားတာ။ကုရီကလည်းမထရရဘူး။ထူးကြတာကအားရမကုန်ဘူး။ရေးချင်းချင်းချိုးမှတက်တာလေ။ အဲ့ဒီခါကစပြီးငါကျမ်းမာရေးအချင်းနေကောင်းလာတယ်။ငါ့ကိုဆေးစွန့်ပေးခဲ့တဲ့ဆရာတော်ကြီးနဲ့ပြန်တွေ့တော့ဆေးကိုတခါဒီကိုယ်ဖုံးမိတာတီးတော့အများကြီးအံ့ဩတယ်လို့ဆရာတော်ဘုရားကမိန့်ပါတယ်။ဆရာတော်ဟာရဟန်းငယ်ပေါ်မှာလောကုတ္တရာစာပေတွေစီးပူရင်တစ်ဖက်ကလည်းအဂိယဆေးဟင်းနခတ်အစရှိတဲ့လောကီပညာရည်တွေလေ့လာပါတယ်။ဆရာတော်ဘုရားဟာအိန္ဒိယနိုင်ငံကထုတ်ဝေတဲ့ဆေးကျက်တွေလည်းလေ့လာပါတယ်။အခုကဆရာတော်ရဲ့ဗီဒီယိုထဲမှာနာမည်ကျော်ဆရာဝန်ကြီးဒေါက်တာ KM Nakata လေးရေးသားတဲ့ Indian Materia Medica လို့ခေါ်တဲ့စေကျန်းတစုံမှာကျင်ပြီးအခြားစာအုပ်တွေကပျောက်ရှာကုန်ပြီလို့ယူဆရပါတယ်။ဆရာတော်ဟာအထူးသဖြင့်အကိယပညာမှာယဟန်ငယ်ဘွားကလေးကပေါ့မြောက်အောင်မြင်တော်မူနိုင်တယ်လို့ဆိုရမှာပါ။ပြောရမယ်ဆိုရင်တော့တကိစ္စနဲ့ပတ်သက်ပြီးငါလဲအကိယထိုးတဲ့ဘုန်းကြီးတွေကိုအစကကြည့်မရဘူး။ကြည့်လဲမကြည့်ညို့ဘူးတဲ့။ဒါပေမဲ့ငါကိုတွေ့ကြုံခဲ့တယ်တဲ့။ ဘုန်းကြီးတစ်ပါးကပြုံးတော်မူကန်ဒီချိန်မှာတဲ့တပည့်တွေကိုခေါင်းတလုံးရှာတာမျိုးခန္ဓာကိုယ်ကိုရေမချိုးနဲ့ပိုက်မခွင်းနဲ့တင်ကန်းဟောင်းတစ်စုံထက်ခေါင်းကိုပိတ်ခုနှစ်ရက်ကြာမှဖွင့်အဲ့ဒီလိုမှာခဲ့ပါလေပြီးတော့ပြုံးတော်မူရောတပည့်တွေကလည်းမာတဲ့တိုင်းဆောင်ရွက်ပြီးခုနှစ်ရက်ကြာမှဖွင့်တဲ့ကဆရာတော်ကြီးကိုရှာမတွေ့တော့ဘူးကိုတွေ့ဖြစ်ပါတယ်မယုံမရှိပါနဲ့ဆရာတော်တပါးတော့ကလည်းမာတဲ့တိုင်းဆောင်ရွက်ပြီးဖွင့်ကြည့်တဲ့အခါကိုတပိုင်းကပြာဖြစ်နေပြီးပုံစုံမနေဘူးအဲ့ဒီလိုကိုတွေ့ကြုံတဲ့အတွက်တကိစ္ဆာကို ငယ်စဉ်ကတည်းကစီးပူးခဲ့တယ်လို့မိန့်ပါတယ်။ဆရာတော်မှာဓလုံးယောက်ဆိုရှိပါတယ်။ဘယ်ဓလုံးလို့ဆိုတဲ့ဓလုံးတလုံးရှိပါတယ်။အဲ့ဒီဓလုံးအစွမ်းကိုစမ်းစိမ့်တော့ဟာငါးဆက်ဆောင်တည့်ရတောင်းလေးတောင်းကိုចောင်းသားတွေကိုတင်းနေအောင်ကန်စီပြီးဓလုံးကိုထည့်ចောင်းသားတွေကိုဖမ်းစီပါတယ်။ဘသူမှဖမ်းမရ။ညကចောင်းဝင်းနဲ့ပြစ်လိုက်ရင်မိလုံးမမဝင်းလက်ပြီးလူတယောက်ရဲ့အရက်အမြင့်ကနေလှည့်လည်နေပါတယ်။ဘသူဖမ်းမမိပါဘူး။ဆရာတော်လိုရှိတဲ့အခါမှာဆရာတော်လက်ထဲပြန်ရောက်ပါတယ်။ ဆရာတော်ဘုရားရဲ့ကျောင်းတက်ကိုတာဦးကျောင်းတက်လို့လည်းလူသိများပါတယ်ကျောင်းတက်အမည်ပြည့်စုံကတာဦးကစ္စနာရာမကျောင်းတက်ဖြစ်ပါတယ်မြမလိုရွှေကျောင်းလို့တိပေရပါတယ်ဧက290ကျဲပါတယ်ဆရာတော်ဘုရားကြီးကအနည်းငယ်ရှိတဲ့စိုင်းဘုတ်ကိုဖြုတ်လည်လို့မိတ်ရှိတဲ့အတွက်ကစ္စနာရာမကျောင်းတက်ဆိုတဲ့စိုင်းဘုတ်ကိုဖြုတ်ပြလိုက်ရပါတယ်ကျောင်းသားချုပ်ကျောင်းတက်တွေရွှေတို့ငွေစားတွေကြောက်ရဘူးပါတယ် ပင်ကြီးကောကိုသိညော့ကိုအောင်ကဲအစားရှိတဲ့ចောင်းသားတွေဟာငပြောပင်နဲ့တရက်ပင်ဆိုင်ဖို့မြေတူးရကနဲ့ရွှေတူရွှေစတွေကောက်ရပါလေ။ဆရာတော်ဘုရားကအရင်တုန်းကဒီနေရာမှာအောင်ပါဆိုတဲ့ညာသားတို့လောကီထွက်ရအောင်မြင်ခဲ့တယ်။သူလောက်ခဲ့တဲ့ရွှေတူရွှေစတွေဖြစ်မယ်လို့မိတ်ရှိပါလေ။ဆရာတော်ဟာရွှေဖြစ်မဖြစ်စံသက်ဘူးလို့ဆိုပါလေ။ဒီနေ့ဆရာတော်ကြီးဟာဥပဒေထံမှမိတ်ထုံးငွေတင်းကားပြတပြားတူခံပြီးအကြီးအနေနဲ့လောက်တော့ရွှေပြင်းကားဖြစ်သွားပါလေ။ရွှေတင်းကားကို ဥယျာဉ်မော်ဆိုတဲ့သူကိုထပ်ဆွန်လိုက်ပါလေဥယျာဉ်မော်လည်းရွှေတင်းကားကိုရန်ကုန်မြို့မကိုလန်းရွှေဆိုင်မှာရွှေဘာဘူးကလားကိုပြရောဘာဘူးကလားကဒီလိုရွှေမျိုးနောက်ထပ်ဘလောက်ရှိတယ်ရှားသလောက်ဝယ်လို့တယ်လို့မှာကြပါလေဥယျာဉ်မော်ကဆရာတော်ကိုအဲ့ဒီကိစ္စပြန်လျှောက်တော့ဆရာတော်ကဥယျာဉ်မော်နဲ့ပြန်ပြောလိုက်တယ်ဒီတပြားတည်းဒီတစ်ခါတည်းရမယ်လို့မိန့်ပါနဲ့ညာခါကျောင်းဝင်းတွင်ဖရက်ရှင်တလုံးနေပြန်တန်းနေတာကိုတခါတည်းရန်တွေ့ပါလေကျောင်းသားတွေလည်းဖမ်းဖို့မမိပါဘူး ဆရာတော်ငင်းစင်းကတက္ကိစလေးလာခဲ့တာဟာကျင်းကျမမှာအသက်ရှိသွားတဲ့တရားဓမ္မရှင်းကြံအတော်ကိုလည်းသာသနာ့ကျိုးတဲ့ပိုးဆောင်ရွက်တဲ့ပုဂ္ဂိုလ်တွေကိုကူညီပေးဖို့အတွက်ရည်ရွယ်ခဲ့ဟန်တူပါလိမ့်။ဝါခေမမျိုးတန်လျဆုံးဆရာတော်ဥပုံညဂျိုးဖြူဆရာတော်ဥပုကန္တာစွန်းလုံးဆရာတော်ဖရာတပည့်ကိုရင်ကြီးဥသွန်တရာတို့ကိုကူညီပေးခဲ့ပါလိမ့်။ဝါခေမမျိုးတစ်ဖက်ကရွာသက်ရွက်ကတန်လျဆုံးចောင်းဆရာတော်ဥပုံညနဲ့ပတ်သက်ပြီး 1980မလတရနေ့ညဆရာတော်ဘုရားကြီးကတခါကဝါခဲမမြို့မှာတဲ့ဆရာတော်ဥပုံညာဆိုတဲ့ဆရာတော်ကြီးတစ်ပါးရှိခဲ့တယ်ဥပုံညာမကျမမပြေလမ်းမလျှောက်နိုင်တဲ့အချိန်မှာသင်္ကန်းခဏနဲ့နဲ့ဦးစင်းလေးတစ်ပါးဆရာတော်ရဲ့အကြောင်းကိုရောက်လာတယ်ဦးစင်းလေးကရွှေတမသားဆုမဘုရားလို့ဆရာတော်ကြီးကိုလျှောက်တဲ့အခါအเจ้าမရှိတဲ့ဦးစင်းလေးကအာဂန္တုဦးစင်းပေါ်မယုံသင်္ကာဖြစ်တယ်နောက်တော့ဆရာတော်ဥပုံညာရဲ့အမိန့်နဲ့ဦးစင်းလေးကိုရွှေတမသားရှာဖွေစုဆောင်ပြီးဆွံ့ပေးလိုက်တယ် ဦးစင်းလေးနဲ့ရွှေကိုပြာချကပြားရည်နဲ့ရောစပြီးဆရာတော်ဥပုံညာကိုကတ်လူပါတယ်ဆရာတော်ဥပုံညာလည်းစေးဖုံးပေးပြီးနောက်ကျမ်းမာလာပါတယ်လဲလဲပြန်ရှောင်းနိုင်ပါတယ်ဆရာတော်ဥပုံညာကတင်ကန်းနဲ့ဦးစင်းလေးအားရှာခိုင်းတဲ့အခါရှောင်းမတွေ့တော့ဘူးလို့မိန်တော်မူပါတယ်ယာတာယနာစေးနဲ့ပတ်သက်ပြီးဒီစေးဟာတကယ်ကိုဖော်ဆက်သွားတယ်လို့ပဲမှတ်ယူရပါမယ်ဒါကြောင့် ပြန်လဲပြီးတော့ကျမ်းမာလာတယ်လို့သာယူဆရပါမယ်။အသက်တော်ရှိမယ်၊သေတာကတော့သေမယ်။ဖះဟုတ်ကိုဘယ်သူမှမလွန်ဆန်နိုင်ဘူး။အိုနာသေပြီးသဘောတရားကိုတော့ဘယ်သူမှတားဆီးလို့မရပါဘူး။လောကမှာအိုရာကိုမဟုတ်စေရ၊နာရာကိုမနာစေရလို့အာမဂံဝင်သူတူတူတယောက်မှမရှိဘူးလို့ဖះရှင်ကဟောတော်မူကြောင်းဆရာတော်ကြီးကမိန့်ပါတယ်။ 1318ခုနှစ်နောက်ပိုင်းဆီယာရောဂျီဟာလောကုတ္တရာလုပ်ငန်းကိုတနေ့တနေ့တိုးကကျင့်ကြံပွားများအားထုတ်ပါတယ်။တကိစ္စနဲ့ပတ်သက်ပြီးလျှောက်ထားသူတွေအားငါမီးဘူးမခံတော့ဘူးကလို့မိန့်ရှိပါတယ်။တကိစ္စနဲ့ပတ်သက်ပြီးအဆုံးနိုင်ပေါင်းများအောင်မြင်ပြီးဖြစ်တယ်လို့တွယ်ဝိုက်မှတ်ယူပွဲပင်ဖြစ်ပါတယ်။လေဒီဆရာတော်ဖရာရဲ့ယောဂန္တရာဒီပနီကျမ်းနဲ့မဟာကိစ္စနာယာမကျောင်းတဲ့ကြီးရဲ့ပန္နနာနိုင်ငံကတတော်ရှိကျေးဇူးတော်ရှင်တာဝူးဆရာတော်ဖရာကြီး ဗန္ဒနာတေစိန်ဒမဟာထေရဘွားဖြစ်တော်စဉ်ဆောင်းမအကြီးရဲ့ပညာနဲ့ပတ်သက်ပြီးဘုဟုဒရာဖြစ်ပွဲမှတ်သားပွဲကောက်နှုတ်တင်ပြခြင်းသာဖြစ်ပါလိမ့်။နားဆင်ပေးတဲ့အတွက်ထူပဲကျေးဇူးတင်ပါတယ်။